နောက်ဆုံးတော့ကျွန်တော်အားလုံးပဲစောင့်မြင်နေကြတဲ့ PUBG Mobile ရဲ့ RPE 12လို့ကြီးမယ်ဆိုရင်ဒီနေ့ဂိမ်းထဲမှာတွေ့မြင်ရဖြစ်ပါတယ် RPE 12ရဲ့ Week 1 or Week 2 or Season Challenge Mission တွေရောအလွယ်ကူဆုံးနည်းလမ်းနဲ့ဘယ်လိုဖြည့်ရမလဲ RPE ထဲဝင်ပေးပါ Mission နဲ့ဝင်ပေးပါဒီမှာကြီးမယ်ဆိုရင် Week 1 Mission ထွက်ရှိထားတာရှိပါတယ်ဗျပထမတစ်ခုကတော့ Level 3အုပ်ထုပ်ဆောင်ပြီးမှ Classic ပွဲတပွဲနိုင်အောင်ဆိုးရမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ Classic Mode မှာတရက် Coup RPE ကိုမီတာ2000ပြည့်အောင်ပတ်မောင်းရမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ပွဲလေးမှာစုစုပေါင်းမိနစ်360အချိန်ပြည့်ရမှာဖြစ်ပါတယ်ပထမကပတ်အတွက်ပြောတာဖြစ်ပါတယ်နောက်တစ်ခုကတော့ Classic Mode မှာတကယ်ချင်းအားလုံးအနေနဲ့တနက်နယ်လက်ကင်ကြမယ်ဆိုတော့ ာသိကြပါရတယ်။တနက်နယ်လက်လုံးမှာကျတော့ attachment အပြည့်စုံတက်ရမှာဖြစ်ပါတယ်။အဲ့လိုပုံစံ classic မှာ၃ဘွဲလုံးလိုက်တယ်ဆိုရင်တော့ဒီရဲ့ machine ကလည်းပြည့်တော်မှာဖြစ်ပါတယ်။နောက်တစ်ခုကတော့ classic mode မှာကိုယ့်အဖွဲ့တငယ်ချင်းနဲ့အတူ၅ဘွဲဆိုရမှာဖြစ်ပါတယ်။နောက်တစ်ခုကတော့ classic mode မှာ flagon ကိုစုစုပေါင်း၃ဘွဲကောက်ရမှာဖြစ်ပါတယ်။နောက်တစ်ခုကတော့တငယ်ချင်းတွေကို like share ကပေးရမှာဖြစ်ပါတယ်။နောက်တစ်ခုကတော့ golden dynasty mode မှာ၃ဘွဲဆိုရမှာဖြစ်ပါတယ်။နောက်တစ်ခုကတော့အိမ်ထဲ၅ကဝင်တာမျိုးပဲဖြစ်စေသူများအိမ်ကိုကျော်၅ကလည်းလေလို့ရတာမျိုးရှိပါတယ်။နောက်တစ်ခုကတော့ကိုယ့်အဖွဲ့တငယ်ချင်းတယောက်ကိုဒီရဲ့ popularity တစ်ခါပေးရမှာဖြစ်ပါတယ်။နောက်တစ်ခုကတော့ classic mode မှာ car 98ကိုတစ်ဘွဲကောက်ရမှာဖြစ်ပါတယ်။နောက်တစ်ခုကတော့ classic mode random မြေပုံအသစ်မှာ stadium ိုတဲ့နေရာရှိပါတယ်အဲ့နေရာမှာကျွန်တော်တခါဆင်းရမှာဖြစ်ပါတယ် okay ဒါဆိုတကယ်ကျွန်တော်အနေနဲ့ဒီ week 1 mission တွေဘယ်လိုဖြည့်ရမလဲဒါနဲ့ပတ်သက်ပြီးမှကျွန်တော်ကောင်းကောင်းနားလည်သဘောပေါက်သွားရလို့ကျွန်တော်မျှော်လင့်ပါတယ်ဗျာ Okay, the social week 2နဲ့ပတ်သက်ပြီးပြောရှိကြည့်အောင်မြတ်ပထမတစ်ခုကတော့ classic mode မှာ annual series စစ်ထုတ်ရအဖြစ်အောင်ကို6ခါအသုံးပြုရမှာဖြစ်ပါတယ်။နောက်တစ်ခုကတော့ classic mode မှာဒီအငွေ့ပုံကို9ဘွေကောက်ရမှာဖြစ်ပါတယ်။နောက်တစ်ခုကတော့ classic mode မှာစုစုပေါင်းမိနစ်60ရှင်တန်ရမှာဖြစ်ပါတယ်။နောက်တစ်ခုကတော့ပွဲတွေမှာစုစုပေါင်းမိနစ်360အချိန်ပေးရမှာဖြစ်ပါတယ်။ week 2အတွက်ပြောတာဖြစ်ပါတယ်။နောက်တစ်ခုကတော့ classic mode Erangel မြေပေါ်မှာ Pochiki ဆိုတဲ့နေရာရှိပါတယ်။အဲ့နေရာမှာ ER သနက်နဲ့ရန်သူ10ယောက်ကိုရှင်းရမှာဖြစ်ပါတယ်။နောက်တစ်ခါ classic mode မှာ AKM နဲ့ရန်သူ10ယောက်ကိုရှင်းရမှာဖြစ်ပါတယ်။နောက်တစ်ခုကတော့ classic mode မှာခုဖွဲ့တငယ်ချင်းနဲ့အတူ level 3အုပ်ထုတ်ဆောင်ပြီးမှ3ဘွေနိုင်အောင်ဆိုးရမှာဖြစ်ပါတယ်။နောက်တစ်ခုကတော့ classic mode မှာ ရန်သူ9ယောက်ကို headshot ပြရမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ဒီရဲ့ Golden Dynasty mode မှာအဓိက event နေအောင်နှစ်ခါဆင်းရမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ game နဲ့မှာ3ယောက်ဝင်ရမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ classic mode မှာ Scarlet နဲ့ရန်သူ10ယောက်ဝရှင်းရမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ classic mode Livic မြို့မှာအဆင့်30အတွင်းဝင်အောင်တစ်ခါဆောရမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ Chaite mode မှာကိုယ်ဖွဲ့တငယ်ချင်းနဲ့အတူတပွဲဆောရမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ classic mode Rondo မြို့မှာတိလုံ Garden ဆိုတဲ့နေရာတွေ့မြင်ရတာမျိုးရှိပါတယ်အဲ့နေရာမှာကျတော့တစ်ခါဆင်းရမှာဖြစ်ပါတယ် Okay ဒါဆိုတငယ်ချင်းတို့အနေနဲ့ဒီရဲ့ week 2နဲ့ပတ်သက်ပြီးမှ mission တွေကိုလည်းဘယ်လိုဖြည့်ရမလဲနားလေသဘောပေါက်သွားရလို့ကျွန်တော်မျှော်လင့်ပါတယ်ဗျာဒါဆိုတော့ season challenge mission နဲ့ပတ်သက်ပြီးမှ6လောက်ပြို ကြီးကြီးအောင်မြတ်ပထမတစ်ခု mission ကိုကြီးရမယ်ဆိုတော့ဒီရဲ့ season အတွင်း game နဲ့မှာစုစုပေါင်းမိနစ်10မိနစ်အချိန်ပေးရမှာဖြစ်ပါတယ်မိနစ်20အချိန်ပေးရမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ classic mode တပွဲထဲမှာရန်သူ6ယောက်ရှင်းရမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ classic mode မှာရန်သူကို headshot ပေါ်ရကောင်းမှ damage တထောင်ပေးရမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ obstacle အတားအဆီးတွေစုစုပေါင်း50ကချိုလွှားရမှာဖြစ်ပါတယ်ပတင်းပေါက်တွေချိုတာမျိုးပဲဖြစ်စေနေရင်တွေချိုတာမျိုးပဲဖြစ်စေကြိုက်တာလုပ်လို့ရပါတယ်နောက်တစ်ခုကတော့ classic mode တပွဲထဲမှာမတူညီတဲ့လက်နက်၅လက်ကောက်ရမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ classic mode မှာပြီးနေတဲ့ရန်သူ10ယောက်ကိုရှင်းရမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ classic mode မှာကိုယ့်အဖွဲ့တငယ်ချင်းလေးမောင်းနေခုံတဲ့အခါသူ့ကို follow လုပ်ထားရမှာဖြစ်ပါတယ် ောက်ခုကတော့ကိုယ်အဖွဲ့တငယ်ချင်းကိုကုမနဲ့တူလီမောင်းနဲ့ခုံမိုးအတွက် invite လုပ်ရမှာဖြစ်ပါတယ်။နောက်ခုကတော့ကြိုက်တဲ့ mode မှာကိုယ်အဖွဲ့တငယ်ချင်းနဲ့အတူ ship ပွဲဆွဲရမှာဖြစ်ပါတယ်။နောက်ခုကတော့ classic mode မှာရန်သူ90ရှင်ရမှာဖြစ်ပါတယ်။နောက်ခုကတော့ classic mode မှာစုစုပေါင်းမိနစ်200ရှင်တန်ရမှာဖြစ်ပါတယ်။နောက်ခုကတော့ဒီ basic home quest စုစုပေါင်း1000ခွဲကိုအသုံးပြုရမှာဖြစ်ပါတယ်။နောက်ခုကတော့ irangal မြေပုံဖြစ်စေ livic မြေပုံဖြစ်စေအမူပေါ်မှာစုစုပေါင်း10ကဆင်းရမှာဖြစ်ပါတယ်။တငယ်ချင်းအစ်8ယောက်လုပ်ရမှာဖြစ်ပါတယ်။ကိုယ်အဖွဲ့တငယ်ချင်းတွေကို like 20ကလုပ်ရမှာဖြစ်ပါတယ်။ game နဲ့မှာရက်20ဝင်ရမှာဖြစ်ပါတယ်။နောက်ခုကတော့တောက်ကြနေရတဲ့စနေနေ့အတွင်းကြိုက်တဲ့ mode မှာ10ဝဲဆော့လို့ရတာဖြစ်ပါတယ်။မတူညီတဲ့တငယ်ချင်း10ယောက်ကို OB PK flow ရမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ classic mode မှာတနက်နက်လက်လုံးမှာ attachment အပြည့်စုံတက်ရမှာဖြစ်ပါတယ်ငါးဘွေးမှာအလုပ်လုပ်ပေးပါနောက်တစ်ခုကတော့လက်ရှိ season အတွင်း game မှာ minute 900အချိန်ပေးရမှာဖြစ်ပါတယ်နောက်တစ်ခုကိုကြည့်ရမယ်ဆိုတော့ classic mode မှာ platinum နဲ့အထက်ရအောင်လုပ်ရမှာဖြစ်ပါတယ် okay ဒါဆိုတကယ်ကြီးအားလုံးအနေနဲ့ကျွန်တော်အခုဖော်ပြပေးရတဲ့ PUBG Mobile ရဲ့ RPE 12 year week 1 or week 2 or season challenge mission တွေရောအရွယ်ကူဆုံးဘယ်လိုဖြည့်ရမလဲဒါနဲ့ပတ်သက်ပြီးကောင်းကောင်းနားလည်သဘောပေါက်သွားရည်လို့ကျွန်တော်မျှော်လင့်ပါတယ်ဗျာ ဒါဆိုကျွန်တော်လက်ရှိဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗျာတကယ်ချင်းအားလုံးအနေနဲ့ဒီဗီဒီယိုလေးကိုနှစ်သက်မယ်လို့လည်းကျွန်တော်မျှော်လင့်ပါတယ်ဗျာအခုလိုဗီဒီယိုကြည့်ရှုပေးတဲ့တကယ်ချင်းအားလုံးကိုလည်းကျွန်တော်ထုတ်ပြန်ကျေးဇူးတင်ရှိပါတယ်ဗျာ